အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တရုတ်နိုင်ငံကကုန်သွယ်ရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်ဟာအခြေမြင့်မရှိဘူးလို့တရုတ်စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနကတုံ့ပြန်လိုက်ပါတယ်။အမေရိကန်နဲ့တရုတ်ကြားစီးချက်ခွန်135ရာခိုင်နှုန်းစီသတ်မှတ်ဖို့ပါရှိတဲ့ကုန်သွယ်ရေးသဘောတူညီချက်ဟာမေလာအတွင်းဂျီနီဗာမြို့မှာကျင်းပတဲ့ဆွေးနွေးပွဲမှာရရှိခဲ့တာပါ။တရုတ်နိုင်ငံကအဲ့ဒီသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ တရုတ်နိုင်ငံကမြေရှားသက်တူတင်ပို့မှုကိုထိန်းချုပ်နေတယ်လို့အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်တရုတ်စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနကတနင်္လာနေ့မှာထုတ်ပြန်ချက်တစ်ခုတွင်ဆွဆွဲချက်ကိုပယ်ချခဲ့ပြီးဂျနီဗာသဘောတူညီချက်ကိုတာဝန်သိသိဆောင်ထိန်းခဲ့တယ်လို့ပြောပါတယ်သဘောတူညီချက်ရရှိပြီးနောက်အမေရိကန်နိုင်ငံဟာတရုတ်ပေါ်ခွဲခြားဆက်ဆံတဲ့အစီအမံတွေလုံဆောင်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ် အမေရိကန်နိုင်ငံဟာတရုတ်နိုင်ငံရဲ့တရားဝင်အခွင့်အရေးတွေကို ဆိုးဝါးစွာထိခိုက်စေတယ်လို့ဝါရှင်တန်ရဲ့တရုတ်ကျောင်းသားတွေရဲ့ဗီဇဖြတ်သိမ်းမဲ့အစီအစဉ်ကိုကိုးကားပြီးထုတ်ပြန်ချက်ကဆိုပါတယ်။အမေရိကန်နိုင်ငံကတရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေကိုဆက်လက်ပြီးထိခိုက်စေပါကတရုတ်နိုင်ငံကတေချာပေါက်လက်တုံးပြန်မယ်လို့ထုတ်ပြန်ချက်ကပြောပါတယ်။တရုတ်နိုင်ငံဟာမေလအတွင်းထိုင်ဝမ်ကျွန်းဝင်းကျင်မှာ CAP ကတိုးပေးလာခဲ့ပြီးဒါဇင်နဲ့ချီတဲ့စစ်သင်္ဘောတွေ ရေရင်တွေနှိမ့်စင်ဆေးလွတ်ခဲ့တယ်လို့ထိုင်ဝမ်ကပြောပါတယ်။တရုတ်နိုင်ငံဟာမေလတရက်ကနေ28ရက်တွင်ထိုင်ဝမ်ကျွန်းဝင်းကျင်ကိုနှိမ့်စင်ပြန်မြရေရင်အစင်း90အနေအစင်း80အထိဆေးလွတ်ခဲ့တယ်လို့အမည်မဖော်လိုတဲ့ထိုင်ဝမ်လုံခြုံရေးတာဝန်ရှိသူတို့ကပြောပါတယ်။ထိုင်ဝမ်သမရလိုင်းချင်တေ2024ခုနှစ်မေလအတွင်းအာဏာရရှိပြီးတဲ့နောက်ပိုင်းတရုတ်နဲ့တင်းမာမှုတွေမြင့်တက်ခဲ့တာပါ။ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့900ခန်းနှုန်းတိုးမြှင့်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဖီတီဟက်ဆက်ကမေလ31ရက်မှာတိုက်တွန်းခဲ့ပြီးတရုတ်က ထိုင်ဝမ်ကိုကျူးကျော်လာနိုင်လို့အရေးတကြီးပြင်ဆင်ဖို့လိုအပ်နေတယ်လို့သတိပေးလိုက်ပါတယ်တရုတ်သင်းမောတွေထိုင်ဝမ်ကျွန်းဝင်းကျင်မှာလှုပ်ရှားမှုဟာမေလ29ရက်မှာအမြင့်မားဆုံးဖြစ်ခဲ့ပြီးရင်းရင်အစင်း80အထိရှိခဲ့တယ်လို့ထိုင်ဝမ်တာဝန်ရှိသူကအဆက်ပြောပါတယ်မေလအတွင်းတရုတ်လေယာဉ်တင်သင်းမောရှန်တုံနဲ့လျောင်နင်တို့ဟာစီးရီးလေးစင်းမှုတွေမှာပါဝင်ခဲ့ပါတယ် လေရင်တင်သင်းမောလျောင်နင်းကပထမဆုံးအကြိမ်ဖြစ်အရှေ့တရုတ်ပင်လယ်မှာစစ်လေရင်တွေနဲ့အတူစီးရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့၎င်းကဆိုပါတယ်တရုတ်ကင်းလှည့်ရေရင်တွေဟာပူရဲတိုက်ခိုက်ရေးလေ့ကျင့်မှုတွေအတွင်းထိုင်ဝမ်ရဲ့ရေပိုင်နက်24မိုင်နည်းစပ်ထိရောက်ရှိခဲ့တယ်လို့သူကပြောပါတယ်တရုတ်ကင်းလှည့်ရေရင်တွေဟာပူရဲတိုက်ခိုက်ရေးလေ့ကျင့်မှုတွေအတွင်းထိုင်ဝမ်ရဲ့ရေမိုင်24မိုင်နည်းစပ်ထိဝင်ရောက်ခဲ့တယ်လို့သူကပြောပါတယ် တရုတ်စစ်သင်္ဘောနဲ့ရင်းရင်း254စင်းကိုမေလတရက်ကနေ28ရက်တွင်ထိုင်ဝမ်ကျွန်းဝင်းကျင်မှာမြင်တွေ့ခဲ့ရပြီးပြန်မျှအားဖြင့်တရက်ကိုသင်္ဘော6စင်းထိရှိခဲ့တယ်လို့ထိုင်ဝမ်ကာကွယ်ဝန်ကြီးဌာနရဲ့တီးခြားအချက်လက်တွေအရသိရပါဗျ။2024ခုနှစ်တွင်ထိုင်ဝမ်ကျွန်းဝင်းကျင်မှာတရက်ကိုတရုတ်စစ်သင်္ဘော9စင်းသာမြင်တွေ့ခဲ့ရလို့အဲ့ဒီအရေးအတွက်အနှဲငယ်တိုးလာခဲ့တယ်လို့အချက်လက်တွေကဖော်ပြပါတယ်ရှင်။